မင်္ဂလာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အသံထုတ်ထားတာ Radio NUG အစီအစဉ်မျိုးကိုတိုက်ရိုက်အသံလွှင့်ပေးနေပါရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆေဟာနာရှင်ပေတို့ကနေကင်ဝေးပြီးကိုစိတ်နှပါပေးကင်လုံးကြုံကြပါစေလို့ရေဒီယိုညူးချီဖွဲ့သားများကနေဆုတောင်းမြတ်တာပို့သလာရပါတယ်ရှင်။ခုချိန်ကစပြီးအောက်တိုဘာလ28ရက်နေ့ရေဒီယိုညူးချီရဲ့မနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေဒီယိုညူးချီရဲ့စီးရီးတင်ကောင်းနှုတ်ချက်တွေကိုတော့ຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါတော့မယ်ရှင်။ င်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့လက်နက်ကိုင်ပြင်ပအဖွဲ့အစည်းများအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်တရားမှဝင်ရောက်ဆွတ်ဖက်ခြင်းမပြုကြဘူးပခုတ်ကူပအာဖာအတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ် မြို့နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်ပြင်ပအဖွဲ့အစည်းများအနေနဲ့ပြည်သူအုပ်ချုပ်ရေးရန်တရားမှဝင်ရောက်ဆွတ်ဖက်ခြင်းမပြုလုပ်ကြဘူးပခုတ်ကူမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကအော်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပခုတ်ကူမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့မြို့နယ်ရဲ့အုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်နေပြီးတော့ပြည်သူဝန်ဆောင်မှုများကိုလည်းဆောင်ရွက်နေတယ်လို့ဆိုပါတယ် တို့ဖြစ်ပါ၍မြည်သည့်အဖွဲစည်းမဆူဝင်ရောက်ဆွက်ဖက်ခြင်းမပြုလုပ်ကြဘူးနဲ့လိုက်နာမှုမရှိပါကလှုပ်ထုံးလှုပ်နည်းများနဲ့အညီအေးအေးယူသွားမှာဖြစ်တယ်လို့ပခုတ်ကူမျိုးနယ်ပအားဖားကအသိပေးထားပါရခင်ဗျာဆက်လက်ပြီးတော့စစ်ကော်မရှင်လက်နက်ကြီးကြောင့် မီးလောင်ကျွမ်းမှုအား PDF မီးရှို့ခဲ့တယ်လို့ဝါဒပြန့်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကတ္တာခရိုင်ဗမောင်းမြို့မှာစစ်ကော်မရှင်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်မီးလောင်ကျွမ်းခဲ့မှုကို PDF ကမီးရှို့ခဲ့တယ်လို့စစ်ကော်မရှင်နဲ့ SNE တို့ကဝါဒပြန့်ဖော်ပြနေကြောင်းကတ္တာခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါရီ။ဗမောင်းမျိုးကိုတော်လိုင်းရေးတက်များကတင်းယူခဲ့ပြီးတလားကြော်ကြာကာလမှာစစ်ကော်မရှင်တက်နဲ့ SNA ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်မှုများစတင်ဆောင်ရွက်လာခဲ့တယ်လို့ဆိုပါရီအဆိုပါကာလအတွင်းအော်တိုဘားလ26ရက်နေ့မှာစစ်ကော်မရှင်တပ်ကပြစ်ခတ်ခဲ့တဲ့120မမမော်တာကြီးတစ်လုံးဟာဗမောက်မြို့မှရဲစခန်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့အဆောင်တချို့မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။၎င်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုစစ်ကော်မရှင်နဲ့ SNE ရဲ့ဝါဒဖြန့် Facebook Page များနဲ့ Telegram Channel များမှာ PDF က မီးရှို့ခဲ့တယ်လို့မမှန်မကန်သတင်းပေါ်ပြနေကြတယ်လို့ကတားခရံအမှတ်လေးတရင်ကအသိပေးထားပါရခင်ဗျာဆက်လက်ပြီးတော့ရေးမျိုးနယ်မှာ DKBA ဂိတ်ကိုရေးဘလူးအဖွဲတိုက်ခိုက်ငါးဦးသေဆုံးပြီးဂိတ်မှုပိုကြီးတိမ့်တန်လက်တဖက်ပြတ်တဲ့သတင်းကိုတင်ပြပေးပါမယ်အော်တိုဘန်လ29ရက်နေ့မနက်9:00နာရီခန့်မှာရေးမြို့နယ်နှင်းစုံကြီးရွာအနီးမှာရှိတဲ့ DKBA ဂိတ်တစ်ခုကိုရေးဘလူးတော်လန်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းရေးပလူကသတင်းထုတ်ပြန်ထားပါသည်ထိုတိုက်ခိုက်မှုကြောင့်ဂိတ်မူဗိုလ်ကြီးသိန်းတန်လက်တဖက်ပြက်ဒဏ်ရာရရှိပြီးတော့ဂိတ်ကူအလေလာသူစံပြကြီးရွာမှအမျိုးသမီးတဦးကြည်တိမှန်တိဆုံခဲ့က DKBA အဖွဲ့ဝင်၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါသည်ကရုတ်ချင်းတဲမှ ပြန်လည်ပြစ်ခတ်မှုများရှိပြီးတော့ရေးတံတားကြီးနဲ့ခမာယ343တက်ရင်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့တယ်လို့သိရပါသည် အဆိုပါ DKPA ဂိတ်ဟာပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့ခရီးသွားယာဉ်များထံမှငွေကြေးခောက်ခံရုံသာမက အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းထိုးရာမှာနေမြေလမ်းညွန်ပေးခြင်းဒေသခံများကိုဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မတရားအရှိမြောက်ချမ်းတပြေချောင်ကြီးရွာမှာရှိတဲ့စစ်ဘေးရှောင်များနေထိုင်တဲ့အိမ်တလုံးကို Jet Fighter ဖြင့်ပုံကျဲပြည်သူလေးဦးတည်ဆုံတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ အော်တိုဘာလ26ရက်နေ့ညနေ6:41မိနစ်အချိန်ခန့်မှာမရေယာမြို့နယ်မရေယာအရှိမြောက်ချမ်းတပြေးချောင်းကြီးရွာမှာရှိတဲ့စစ်ဘေးရှောင်များနေထိုင်တဲ့အိမ်တလုံးကိုစစ်ကောင်စီမှ Jet Fighter တစ်စီးဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း Voice of Mandalay မှတရင်ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီမှစီးရင်နေမီမဟုတ်တဲ့နေရာများကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင်းကြာနှစ်ဦးမနှစ်ဦးစုစုပေါင်း၄ဦးတိဆုံးခဲ့ပြီးတော့နွားသုံးကောင်ပါတိဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကလေးမျိုးနယ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထူနေအိမ်များမိရှုဖျက်ဆီးဒရုန်းနဲ့ပုံကျဲချတဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းကျုံချောင်းကျေးရွာကိုကလေးမျိုးဤပညာတက်ကသူ GDC ဝင်းအတွင်အခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကအင်အားတရာကျော်ဖြင့်အော်တိုဘားလ29ရက်နေ့နေ့လေတနအီခွဲအချိန်ကမှစစ်ကြောင်းထူဝင်ရောက်ကနေအိမ်အချို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒေသတရင်များအရာသိရပါသည်။ စစ်ကောင်စီတပ်ဖွဲ့ကအော်တိုဘားလ26ရက်နေ့မှာကလေးမျိုးမှစစ်ကား20စီးဖြင့်လက်နက်ခဲယမ်းရိတ်ခါများနဲ့အင်အားအများပြားကို GTC1 အတွင်းဖြည့်တင်းခဲ့တဲ့အပြင်ညနေပိုင်းမှာတံပြားကာက3စီးကားကြီး10စီးဖြင့်122မမဟာဝေဇာလက်နက်ကြီး120မမ105မမလက်နက်ကြီးများနဲ့ကြီးတက်တာများကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ထောက်ကြံ့ရွာတာယာကုန်းရွာနဲ့ ထုံမာရွာဘက်များမှလည်းစစ်ကြောင်းများရွေ့ရှားနေပြီးတော့တာယာကုန်းရွာကိုအော်တိုဘားလ26ရက်နေ့ညနေ9နာရီဝန်းကျင်မှာ GTC မှပြန်တက်လာတဲ့ဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာထိခိုက်ပျက်စီးမှုများရှိနိုင်ကပြည်သူများဘီးလူရာကို ထွက်ပြေးတင်းချောင်နေကြရတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပုံနေကျုံမှာပရာဟိတရင်ကိုစစ်တပ်ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာအသက်14နှစ်အရွယ်ပရာဟိတလူငယ်တည်ဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ရခိုင်ပြည်နယ်ပုံနဲ့ကျုံမြို့နယ်ကွန်းတောင်ရွာကိုလူနာသေးဆောင်ရန်ထွက်ခွာသွားတဲ့ဖြူစင်ရင်ကွင်းဖောင်ဒေးရှင်းရဲ့ပရိုက်တာရင်တစည်းကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်14နှစ်အရွယ်ပရိုက်တာသမားမောင်ထီးအောင်ဟိန်းခေါ်ကိုလက်ဘုံတိမှန်တိဆုံးခဲ့ကြောင်းဒိတာတရင်များအရာသိရပါတယ်။အော်တိုဘားလ26ရက်နေ့ညနေ3နာရီခန့်မှာကွန်းတောင်ရွာမှာရှိတဲ့ကျမ်းမာကြီးမကောင်းသူလူနာတအူးကိုတဲဆောင်းရန် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှပရိဒရင်ဖြစ်ထွက်ခွာခဲ့ပြီးတော့လမ်းမှာစစ်တွေမျိုးအခြေဆိုင်အကြမ်းဖက်စစ်တပ်မှလွတ်တင်ထားတဲ့ဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာမောင်ထီးအောင်ဟင်းရဲ့လေပင်မှာဘုံစားထိမှန်ကပွေးချင်းပြီးတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။ကွန်းတောင်ရွာဟာအင်ဂျီတထောင်ကျော်ရှိတဲ့ရွာကြီးဖြစ်ပြီးတော့လူအများစုစစ်ပေးရှောင်နေရပေမဲ့အိမ်ဆောင်တွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးအား ယာယီအတုံးမပြူကြဖို့တနင်္သာရီတိုင်းစစ်ဌာနထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့ထိတူတိုက်ပွဲများကြောင့်မြိတ်တနင်္သာရီပုံပြင်လမ်းမကြီးအားအတုံးမပြူကြဖို့တနင်္သာရီတိုင်းစစ်ဌာနကထုတ်ပြန်ထားပါရီ။တနင်္သာရီမြို့နယ်အတွင်းစစ်ကော်မရှင်တပ်နဲ့ဒေါ်လာရီပူပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးတော့ကန်ယူရန်တိုင်းစစ်ဌာနချုပ်နဲ့စကခ73တပ်တို့ကတိုက်ပွဲဖြစ်ပွားရာနေရာများသာမကအရက်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးများဖြင့်ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကော်မရှင်ကကားလမ်းမကြီးမှတဆင့်စစ်ကူနဲ့ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းများလှုပ်ဆောင်နေတဲ့အပြင်စစ်စည်းရေးခိတ်များအခြေချ တီဆောက်ကခရီးသွားပြည်သူများအားတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြကုန်စည်များအားဖွင့်ဖောက်စစ်ဆေးခြင်းတင်းယူခြင်းလူနဲ့ကုန်စည်များအားတရားမဲ့ဖမ်းဆီးခြင်းဆက်ကြီးအခွန်ငွေမတရားကောက်ခံခြင်းလူငယ်လူရွယ်များအားအဓမ္မဖမ်းဆီးတက်သားတဲ့စူးစောင်းခြင်းများကိုလည်းလှုံ့ဆော်နေတယ်လို့သိရပါဗျ။ လက်တလောဖြစ်ပေါ်နေတဲ့စီးရီးအခြေအနေများပြင်းထန်မှုရှိနေပြီးတော့အရက်သားပြည်သူများအသက်အန္တရာယ်ရှိနေတာကြောင့်အော်တိုဘာလ28ရက်နေ့ကစတင်ပြီးတော့မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးတက်လျှောက်ခရီးသွားလာခြင်းမပြုလုပ်ကြဘူးအထူးသဖြင့်ကားလမ်းမကြီးအသုံးပြုသွားလာမှုကိုရှောင်ရှားကြဖို့တနင်္သာရီတိုင်းစစ်ဌာနကတိုက်တွန်းထားပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှင်းနဲ့ပရေဖို့တို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ thank you စီးရီးသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်။အခုတခါနားဆင်ကြရမှာကတော့ပြည်တွင်းသတင်းများကိုရန်နိုင်မှဖတ်ကြားတင်ပြပေးပါတော့မယ်ရှင်။ရီဒီယန်ယူဂျီတော်ရစင်များမင်္ဂလာပါခင်ဗျာကုချင်ရစပြီ2025ခုနှစ်အော်တိုဘာလ28ရက်နေ့ရီဒီယန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းကတော့မြမအရေးထိရောက်စွာကူညီဆောင်ရွက်ပေးဖို့ American သမ္မတ Donald Trump ခီးစဉ်မှာဂျပန်ရောက်မြန်မာများကမြစ်တာရက်ခံတောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ American သမ္မတ Donald Trump ရဲ့ဂျပန်ခီးစဉ်မှာမြမအရေးအားထိရောက်စွာကူညီဆောင်ရွက်ပေးဖို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှမြစ်တာရက်ခံတောင်းဆိုခဲ့ကြတယ်လို့ NUG Support Team ဂျပန်ကထုတ်ပြန်ထားပါတယ်။အဲဒီလှုံ့ဆော်မှုကိုတိုကျိုမြို့ရှိဂျပန်နိုင်ငံဆိုင်ရာ American သံရုံးနီးမှာစုယုံပြုလုပ်ခဲ့ကြပြီးဂျပန်ရောက်မြန်မာနိုင်ငံသားများတက်ကြွလှုံ့ဆော်သူများ မြန်မာဒီမိုကရေစီရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးများပူးပေါင်းပါဝင်ခဲ့ကြပြီးသတင်းမီဒီယာများပြမှလည်းလာရောက်မှတ်တမ်းယူမေးမြန်းခဲ့တယ်လို့ဆိုပါတယ်မြန်မာဒီမိုကရေစီအင်အားစုများရဲ့လှုပ်ရှားမှုများအားကုညီပံ့ပိုးပေးရန်မင်းအောင်လှိုင်ဦးဆောင်တဲ့ဂျမ်ဘတ်စစ်ကော်မရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများဒေသတွင်းတည်ငြိမ်မှုကိုပြပြားစေနိုင်တဲ့ရာဇဝတ်မှုများဘူးရစေဝါအွန်လိုင်းမှာငွေကြေးလိမ်လည်မှုများနဲ့စစ်ရာဇဝတ်မှုများအားထိရောက်စွာအရေးယူနိုင်ရန်မြန်မာစစ်အုပ်စုကိုကြောတော့နောက်ခံပြုတ်က ပံမိုးကူညီနေတဲ့တရုတ်ဆိုရရဲ့ဒေတာရင်းဩဇာကြီးထွက်လာမှုအားမျက်ကွယ်မပြုရန်မြန်မာပြည်သူများရဲ့ဆန္ဒနဲ့အတန်ကိုနားထောင်ကမြန်မာအရေးအတွက်ထိရောက်စွာကူညီဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ဒါပြင်ဂျပန်ရောက်မြန်မာဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကအမေရိကန်ဆိုရထံအိတ်ဖွင့်ပေးစာတစ်စောင်အားပေးပို့ခဲ့ကြပြီးတမရထရန်အာဆီယံအစည်းအဝေးမတက်ရောက်မီကပင်ကောင်းမွန်စွာရရှိပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်လည်အကြောင်းကြားမှုကိုလည်းလက်ခံရရှိထားတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီကအတင်းကျပ်ပြုလုပ်ဖို့ကြိုးပမ်းနေတဲ့တရားမဝင်ရွေးကောက်ပွဲကိုလည်းပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမှာဖြစ်ပြီးလူထုလှုပ်ရှားမှုများအဆက်မပြတ်ပြုလုပ်သွားမှာဖြစ်တာကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ကြားရနေရမှပါဝင်အားဖြည့်ပေးကြဖို့အသိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီး စကိုင်းတိုင်းဒေသကြီးအတွင်းကမြို့နယ်၃ခုမှာလူခွင့်ရေးကလေးတငယ်ခွင့်ရေးနဲ့မိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာသိပညာပေးသင်တန်းများပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးမြင်းမှုဝန်းတုံနဲ့ထီးချိုင်မြို့နယ်တွေမှာအော်တိုဘားလာအတွင်းလူခွင့်ရေးနဲ့ကလေးခွင့်ရေးမိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာသိပညာပေးသင်တန်းတွေကျင်းပပြုလုပ်ခဲ့ကြောင်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှသတင်းထုတ်ပြန်ပါတယ်။မြင်းမှုမြို့နယ်မှာပြုလုပ်တဲ့သင်တန်းကိုရွာပေါင်း15ရွာကဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပြီးဝန်းတုံမြို့နယ်မှာပြုလုပ်တဲ့သင်တန်းကိုကျောင်းသားကျောင်းသူဆရာဆင်မတွေနဲ့မိဘများတက်ရောက်ခဲ့ကြတာ မိုင်းရည်နဲ့ကာကွယ်ရေးအသိပညာပေးမှုတွေနဲ့အတူစာရေးကိရိယာနဲ့အာဟာရထောက်ပံ့မှုများလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။အလားတူထီးချိုင်းတဲ့ဝင်းသူမြို့နယ်များမှာလည်းလူအခွင့်ရေးအသိပညာပေးမှုနဲ့အတူတိုင်ချမ်းမှုရန်ရရတွေအပြင်ကလေးသင်ငယ်ခွင့်ရင်းနဲ့မိုင်းအန်ရဲ့ကာကွယ်ရေးအကြောင်းတွေရှင်းပြဆွေးနွေးခဲ့ကြတယ်လို့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေအပါအဝင်ပအဖအဖွဲ့ဝင်တွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။တနန်းတက်ရောက်သူတွေအနေနဲ့မိမိတို့မသိရှိသေးတဲ့အခွင့်အရေးအကြောင်းတွေကို တိလာတာဝမ်းမြောက်ကြောင်းပြောကြခဲ့ကြပြီးမိဘတချို့ကလည်းသင်ငန်းစာတွေကိုနောင်မှသားသမီးတွေထိန်းချုပ်ရမှာအသုံးချသွားမယ်လို့ပြောကြခဲ့တယ်လို့သိရပါဗျ။အဲ့ဒီသင်တန်းများနဲ့ထောက်ပံ့ကူညီမှုတွေကိုအမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကဥဆောင်ပြီးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။အခုတကလဲမူလားမြို့နယ်မှာကင်းရဲ့မျိုးသားရဲတပ်ဖွဲ့အခြေခံချက်တို့သနဲ့အပတ်စဉ်တည်ပြုလုပ်ပြီးစီးတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကင်းရဲ့မျိုးသားစီယုံ KNU မြိတ်တဝဲခရိုင်လဲမူလားမြို့နယ် တပ်ဖို့ချေးရွာအုပ်စုတွေမှာကရင်မျိုးသားရဲတပ်ဖွဲ့အခြေခံရပ်တုတင်တဲ့အပတ်စဉ်တစ်ကိုကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ29ရက်နေ့မှာအော်တိုဘာလ25ရက်နေ့ထိပြုလုပ်ခဲ့တဲ့အဲ့ဒီရပ်တုတင်တဲ့ကိုတင်နန်းသားကရင်မျိုးသားရဲတပ်ဖွဲ့ဝင်28ဦးတက်ရောက်ခဲ့ကြပြီးတပ်ဖို့ချေးရွာအုပ်စုအမှတ်၁နယ်မြေရဲတပ်ဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။လေမူလာမြို့နယ်ကရင်မျိုးသားရဲတပ်ဖွဲ့ KNPF ခေါင်းဆောင်များကဦးဆောင်ပြီးဒေသတွင်းတရားဥပဒေစိုးမိုးရေးရဲရွာအေဂျင်တာရေးနဲ့မူရင်စေဘာပောက်ပြောင်ရေးတို့အတွက်ရည်ရွယ်ပြီးပြုလုပ်ခဲ့တာလို့သိရပါတယ်။တင်နန်းမှာ ၁၁ကောသူလေရာဇဝတ်ဥပဒေ၂၂ကောသူလေရာဇဝတ်ကျင့်သုံးဥပဒေ၃၃ကောသူလေတရားမလုံထုံးလုံနီဥပဒေ၄၄ကောသူလေမူရစီပါတိုက်ဖြတ်ရေးအထူးအဥပဒေ၅၅ကောသူလေပြူစားခြင်းဆိုင်ရာအထူးအဥပဒေ၆၆ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်နှံများကိုတင်ကြားပို့ချပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ကျောင်းဟိုတယ်ကျေးရွာမှာအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုနဲ့ဆောင်းရာသီသီးနှံရေသိမ်းရေးအတွက်လုံသားအင်အားဖြည့်ဆည်းကူညီမှုများ MDA ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဈေးကူတရန်ဝေးကွာခက်ခဲခြင်းနဲ့ငွေကြေးခက်ခဲရှိခြင်းစတဲ့စင်ခုံမှုတွေကိုရင်ဆိုင်ဖြေရှင်းပေးနိုင်ဖို့အတွက် ပြည်တော်စုမြန်မာနိုင်ငံထူးတည်ဒေတာတက်မွန်ဂိုခရိုင်နိုင်ငံဦးစီးဌာနနဲ့အထူးဒေတာကျန်းမာရေးဌာနတို့ကလက်တွဲပူးပေါင်းက2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာမွန်ဂိုခရိုင်မွန်ဂိုမြို့နယ်တွင်းရှိចောင်းဟော်တန်ကျေးရွာမှာ အခမဲ့ဆေးကုသမှုစီစဉ်ကိုကျင်းပပြုလုပ်ပေးခဲ့တယ်လို့ MNDAA ကသတင်းထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ထမ်းများကဆေးကုသမှုခံယူရန်ရောက်ရှိလာကြသူများအားသွေးပောင်ချိန်နဲ့သွေးရင်းသကြားတက်စစ်ဆေးခြင်းကိုခနာစမ်းသပ်စစ်ဆေးခြင်းများကိုပြုလုပ်ပေးခဲ့ပြီးကျန်းမာရေးဆိုင်ရာမေးခွန်းများကိုလည်းစိတ်ရှိလက်ရှိရှင်းလင်းဖြေကြားပေးခဲ့တဲ့ပြင်နာရာရှိယောဂါများကာကွယ်ခြင်းနဲ့ကုသခြင်းအတွက်ကျွမ်းကျင်မှုဆိုင်ရာလက်ညှိုးမှုများကိုလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဖွဲ့ဝင်များကကျမ်းမာရေးဘူးသူတော်များပြန်ပွားရေးကိုလည်းတက်ကြွစွာဆောင်ရွက်ခဲ့ပြီးသိပ္ပံနီးကြ ကျမ်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံများမျှတတဲ့အစားအသောက်စီမံခန့်ခွဲမှုတို့ကိုအားပေးတိုက်တွန်းကကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုအရေးကြီးသည်ဆိုတဲ့ကျမ်းမာရေးအမြင်ကိုလူမှုအတွင်းအမြင့်တွယ်အောင်ကူညီပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီအခါမှာစေကုသမှုမှာကျောင်းဟော်တန်ခြေရွာမှခြေရွာသူခြေရွာသားစုစုပေါင်း163ဦးကိုဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ အလားတူဆောင်းရာသီရေသိမ်းရေးအတွက်အချို့သောတောင်သူများရင်ဆိုင်နေရတဲ့လှုပ်သားအင်အားမလုံလောက်မှုနဲ့အချိန်မီရေသိမ်းဖို့ဖိအားများပြားနေတဲ့ပြဿနာများကိုဖြေရှင်းပေးနိုင်မှုအတွက်အထူးဒေသတစ်မုံကိုခင်အုပ်ချုပ်ရေးကော်မတီမှဝန်ထမ်း20ကျော်နဲ့ဆောင်းရာသီသီးနှံရေသိမ်းရေးအထောက်အကူပြုလုပ်ငန်းတွေကိုအကောင့်ထယ်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာကုဆလပီ Asia Sisterhood Network မှာပူးပေါင်းပြီး GBV အသိပညာပေးမှုပြုလုပ်ခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ပြည်သူ့ဗန်နိုင်နဲ့ Asia Sisterhood Network ပူးပေါင်းပြီးအိမ်တွင်းချမ်းဖတ်မှုသိပညာပေးအစီအစဉ် Gender Based Violence Awareness Program ကိုအော်တိုဘားလ23ရက်နေ့ကမဲဆောက်မြို့မှာပြုလုပ်ခဲ့တယ်လို့ပြည်သူ့ဗန်နိုင်မှအသိပေးထုတ်ပြန်ပါတယ်။အသိပညာပေးမှုများမှာ Gender အခြေပြုအကျမ်းဖတ်မှုများကြားမရေးရာစံနှုန်းကိုအခြေခံပြီးထိခိုက်နေတာစေရန်ကျူးလွန်မှုများစတဲ့အကြောင်းအရာများမျှဝေဆွေးနွေးပေးခြင်း တက်ရောက်လာကြသူများကအပြန်အလှန်ဆွေးနွေးပလဲခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အသိပညာပေးလှူရှားမှုမှာ CDM စစ်သားရဲမိသားစုဝင်များအရက်ဘတ် CDM ဝန်ထမ်းများနဲ့တက်ကြွလှူရှားသူများစုစုပေါင်း25ဦးပောင်ဝင်တက်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းကတော့မန္တလေးမှာမြို့သမီး2ဦးတူနဲ့ထူးသက်ခံရပြီးအသက်84နှစ်အရွယ်မြို့သမီးကြီးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြို့သစ်2ရပ်ကွက်80ဘီလံ108 A နဲ့108လမ်းကြားရှိနေတဲ့အိမ်မှာအော်တိုဘလ26နှစ်မတပိုင်းကမြို့သမီး2ဦးဟာတူနဲ့ထူးသက်ခံရပြီးအသက်84နှစ်အရွယ်မြို့သမီးကြီးသေဆုံးခဲ့ကြောင်းဒေသသတင်းတွေကသိရပါတယ်။အော်တိုဘလ25ရက်ညပိုင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပြီး26နှစ်မနက်9နာရီကမှအင်ကိုရောက်ရှိလာသူတူကစတင်သိရှိခဲ့တာဖြစ်ပြီး တေဆုံးသွားသူကတော့အသက်84နှစ်အရွယ်အင်ရှင်အဖွားဒဟန်ရသူကအင်ကူဖြစ်တယ်လို့သိရပါဗျ။ဒေဆုံးသူအဖွားဟာမြင်းကြီးတဲ့အဲကန်းရှိထန်ကမော်မှာထိုင်နေရင်ဥကောင်းထုရိုက်ခံထားရကဥကောင်းပေါက်ပြဲဒဟန်များနဲ့တေဆုံးနေတာဖြစ်ပြီးဒဟန်ရသူကတော့အဲကန်းတွင်းရှိကရင်ပေါ်မှာဥကောင်းထိတ်ပေါက်ပြဲဒဟန်တစ်ချက်ဝဲနဖူးစုပ်ပြဲဒဟန်တစ်ချက်နဲ့ဝဲကြိုးဆောင်နောက်ပေါက်ပြဲဒဟန်တစ်ချက်ရရှိထားတယ်လို့သိရှိရပါဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Castle နဲ့ပရဲဘူတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီစဉ်လေးကိုဆက်လက်တင်ပြနေပါတယ်။အခုတစ်ခါနားဆင်ကြရမှာကတော့တော်လန်ยีကပြာအနေနဲ့နေသွင်းနိုင်ရေးသားပြီးနှွေဦးမိုးရွတ်ဖက်ထားတဲ့ရေရောင်ဆောင်ခြင်းလို့အမည်ရတဲ့တော်လန်ยีကပြာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။ ရေရောင်ဆောင်ခြင်းချစ်သူရဲ့စံသားပေါ်တယောထိုးနေတဲ့လေပြေလေးဖြစ်ချင်တာကရှင်သန်မှုစိုက်ခင်တစ်ချက်ပါတကယ်ဆိုလေတုတဲ့ပြန်တန်းနေတဲ့ငှက်လူငါတို့ရုံနဲ့နေထိုင်မှုအခင်းအကျင်းများမှန်စီရွှေချထားတဲ့မြင့်မှာတောက်ပနေရမှာတကယ်ဆို ီလူလုံမသားများကုံတုံးအိတ်ထဲတတိပြက်ခိရင်အာရှကြားလဲငါတို့ဖြစ်နိုင်တာကုအယုတ်ကိုမသေးနိုင်တော့တဲ့နိုင်ငံတော်ကြီးမှာနေရောင်ကိုကြည့်တဲ့အခါအရသာရှိခြင်းစိတ်နဲ့တနေ့တော့အခါတံတားအောင်အိတ်ဆက်နေတယ်အိမ်မက်ဆိုင်ခင်များအတွက်ထမင်းမိုးများရွာပါစေ။ စိတ်ကူးများမြစ်လို့ကူးလို့မိသားစုဖြောရေတောက်ချင်ရောစိတ်အတွင်သားတက်ခတ်ပါသွေးနဲ့ရမ်းနဲ့သိနေတဲ့မိစ္ဆာခင်မှာအတန်မဆုံတဲ့ဂီတအဖော်မဆုံတဲ့ဓမင်ပွဲနှုတ်ဆက်လက်ဆာချစ်ချင်းမြတ်တာစိုက်ပြိုးလက်ဆာအိယာမနိုးထမီအသေးလဲမကွယ်လမ်းလဲခွဲခဲ့ကြ အိမ်ရှိစပယ်ယုံလေးရဲကနေပွင့်ဝေသွားခဲ့တယ်ရေဒီယိုမှာမဖတ်တည်ဆောင်မှာမပြောရုပ်တံမှာမမြင်ကြားခုတ်တာတချောင်းလုံးဓမ္မကိုစောက်ကင်လုံးအညာတရပန်းပွင့်များတော်အုပ်တောင်တန်းလူငယ်များဖေချင်းတရားကိုရီမောတန့်စင်ပြစ်ကြတယ် အရေးမကြီးဘူးဆိုလဲအရေးမကြီးအရေးကြီးတယ်ဆိုလဲအရေးကြီးတယ်အစင်ပြေလားမင်းရင်မပြေဘူးအစင်ပြေလားမင်းရင်ပြေတယ်ရေလိုနေထိုင်ကြတော့တယ်နေသွင်းနိုင်ဗီဒီယိုအသစ်ရဲ့မနေ့ကင်းစီစဉ်လေးကိုဆက်လက်တင်ပြနေပါရစေ အခုဆက်လက်ပြီးနားဆင်ကြရမှာကတော့မြေမြုံမိုင်းနဲ့ကျွင်းချံဆင်းလက်နဲ့ပစ္စည်းများအန်ဒီရဲ့တတိပေးချင်းဆိုတဲ့အကြောင်းအရာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်သမီးတို့သားတို့ရေမင်္ဂလာပါခလေးတို့ကစားတဲ့အခါဘေးကင်းဖို့တွားရလာတဲ့အခါအနည်းငယ်ကင်းစေဖို့ ဒေါ်လေးတန်စင်နဲ့ဦးဦးຫນွေတို့ပြောပြမယ့်အကြောင်းကိုသေချာနားထောင်ကြမယ်နော်သားတို့သမီးတို့ရေလေရင်ပြန်ပုံးကျဲတာအမြောက်တို့ဒုံးကြီးတို့ ਨੇ ပြက်တာခတ်တာတို့တော့ကြားဘူးကြတယ်နော်ဒုံဒုံနိုင်နိုင်ပြက်တန်ခတ်တန်နေကြရင် လူကြီးတွေပုံခိုင်းတဲ့နေရာမှာငင်းငင်းလေးပုံးနေကြမှာလေ သိတယ်မဟုတ်လားအားလုံးငြိမ်သွားလို့အပြင်းသွားလို့ရပြီ ကစားလို့ရပြီဆိုရင်လေသမီးတို့သားတို့ဘေးကင်းဖို့တတိထားရမှာနှစ်ခုရှိတယ်ပထမတစ်ခုကဒုံဒုံတိုင်းတိုင်းတနတ်တန်တွေမကြားရတော့လို့အပြင်းမှာသွားကစားလို့ရပြီဆိုလေကစားမယ့်နေရာက မြေကြီးနဲ့ဘေးဘီကိုတည်တည်ချာချာကြည့်ရမယ်နော်ဘုံဒီလုံးလုံးတွေတို့ငပြောဘူးဘုံဒုံကြီးတို့ကြီးစံအစနာတို့တွေ့ရင် လုံးဝကြိုင်မကြည့်ရဘူးယူမလာရဘူးနော်ကြိုင်လိုက်မှပောက်ကွဲတတ်တယ်အသက်သေးနိုင်တဲ့အထီတော်ဖြစ်တယ်လို့တတ်နိုင်သလားဝေးဝေးရှောင်ကြမယ်နော် ပြီးမှလူကြီးတွေကိုဘယ်နာမှတွေးခဲ့တယ်ဆိုတာသွားပြောပြနော်ဒုတိယတစ်ခုကမြေကြီးထဲမြုပ်ထားတဲ့မိုင်းတွေကိုတတိထားမယ် အဲ့ဒါကို မြေမြုပ်မိုင်းလို့ခေါ်တယ်။မြေမြုပ်မိုင်းတွေကနင်းလိုက်တော့မှထကွဲပြီးလူကအနာတရဖြစ်စေတတ်တာ။မြေမြုပ်မိုင်းမှာအမျိုးအစားနှစ်ခုရှိရဲ့။တစ်ခုကနင်းမိုင်းအများစုကသံတို့ပလတ်စတစ်တို့နဲ့လုပ်ထားတဲ့နှုတ်စီဘူးပြပြလို့ဝိုင်းဝိုင်းနဲ့ဘူးလိုပုံစံလေးတွေ။အရွယ်ကတော့အမျိုးမျိုးရှိတယ်ကွ။နောက်တစ်ခုလက်လုံမိုင်း။ဒါဟိုသားတို့သမီးတို့ပို့ပြီးတော့သတိထားရမယ်။လက်လုံမိုင်းတွေက ချိုးရီပလင်းတို့ဆက်လိတ်ဘူးတို့အိတ်တို့အဲ့လိုမျိုး သမီးတို့သားတို့အိမ်မှာတွေ့နေကြပစ္စည်းတွေလိုပုံစံဖြစ်နေတတ်တာများတယ်။ကန်ဂျင်စရာလေးတွေဖြစ်နေတတ်တယ်။ဒီတော့လမ်းပေါ်မှာအပြင်မှာဘာပစ္စည်းပဲတွေ့တွေ့သွားမဆက်စုဘူးမသိတဲ့ပစ္စည်းဆိုကောက်မကင်ဘူးဟုတ်ပြီနော်။ဒုံကြီးလေးမြင်းမြုပ်မိုင်းနေအကြောင်းသိပြီဆိုတော့ဘလူနေရာတွေကိုမသွားရဘူးလေဆိုတာဆက်နားထောင်ကြမယ်နော်။ဖြစ်တာခတ်တာတွေပြီးသွားလို့ ခွေးတို့နွားတို့လိုအကောင်လေးတွေလဲနေသေးနေလဲသွားကြိုက်မကြည့်နဲ့နော်အဲ့ဒီလိုနေရာတွေမှာလဲမပေါက်သေးတဲ့ဘုံသီးတွေဒုံကြီးတွေ ကြီးစံတွေကြံ့နေတတ်တယ်မိလောင်ထားတဲ့အိမ်တိုက်ပွဲဖြစ်ထားတဲ့နေရာစစ်တပ်ကစခန်းချခဲ့တဲ့နေရာစစ်ကားစစ်ပစ္စည်းကူတော်ပဝန်းကျင်နဲ့စစ်စည်းရိတ်ဂိတ်တွေနားလဲသွားပြီးတော့မကစားကြနဲ့နော်နောက်ပြီးတအားတိုင်းကြီးတွေဖုန်းနိုင်ကြီးတွေနားနဲ့တံတားတွေနားမှာကစားတာမျိုး ြီးတာမျိုးမလုပ်ရဘူးကွအရေးကြီးဆုံးကတော့မိုင်းရှိတယ်ဆိုပြီးအနေရဲ့အချက်ပြထားတဲ့အမှတ်အသားတွေကိုသိထားရမယ်အယိုးကောင်းပုံကြီးရဲ့အောက်မှာအယိုးနှစ်ချောင်းကိုကြက်ချေခတ်ထားတဲ့ပုံမျိုးပြထားလို့ရှိရင်မိုင်းနေဘုံနေရှိနေတယ်လို့ပြောတာဒီတော့အဲ့ဒီနားကိုလုံးဝမသွားဘူးနော်ဝါးရီတကိုင်းနေနဲ့ကာထားမယ်ကြက်ချေခတ်ပုံစံလှုပ်ထားတယ်ဆိုလေအဲ့ဒီတွေကိုလုံးဝဝင်မကြည့်ရဘူးနော် ဒါလေအနေရှိတဲ့နေရာတွေကို ကာထားတာပြထားတာပဲကွယ်။ကြောက်ခဲတွေတစ်သားတွေစုပုံထားတဲ့နေရာဆိုလေမိုင်းဘေးရှိနိုင်လို့ဝေးဝေးရှောင်ကြရမယ်နော်။သမီးတို့သားတို့ရေကြီးစံတွေဒုံးကျည်တွေ မိုင်းတွေနဲ့ထိမိရင်ကလေးတို့ခြေထောက်လေးတွေလက်လေးတွေဒဏ်ရာရနိုင်တယ်။ခြေတွေလက်တွေဖြတ်လိုက်ရတာမျိုးဖြစ်နိုင်တယ်။တေတဲ့အထိတော်မှာအနေရရှိနိုင်တယ်။ ဲ့ဒီလိုဖြစ်ရင်တမီးတို့သားတို့စိတ်ကြိုက်ဆော့နိုင်ဖို့မလွယ်တော့ဘူး။စာလဲကောင်းကောင်းသင်နိုင်မှာမဟုတ်ဘူး။စိတ်မြင့်စရာကြီးဟုတ်တယ်မလား။ဒီတော့နေတိုင်းနေတိုင်းသွားလာတဲ့အခါမှာတတိထားပြီးလမ်းကိုကြည့်ပြီးသွားရမယ်။ဘေဘီကိုလေ့လာမယ်။ဦးနဲ့ဒေါ်လေးပြောပြထားတဲ့မကန်ရတဲ့ပစ္စည်းတွေမသွားရတဲ့နေရာတွေကိုမှတ်မိအောင်လုပ်ထားကြမယ်နော်ကလေးတို့။ကလေးတို့ကလိမ်မာပြီးသားပါ။ စကားနားထောင်ကြမယ်ဆိုတာဒေါ်လေးကသိပြီးသားကလေးတို့အားလုံးအနီးရကင်းကင်းနဲ့လွတ်လပ်ပျော်ရွှင်နိုင်ကြပါစေဗီဒီယိုအသစ်ကိုနားတော်တာဆင်နေတဲ့ပရိသတ်များရှင် အခုနောက်ဆုံးအနေနဲ့တော်လင်ကြီးတီဂီတာအစီအစဉ်မှာတော့ကိုစောကံဖော်သားရေးသားပြီးတေးစုများဖြစ်ကြတဲ့ကိုစောမိုင်းမျိုးဆက်ဝဏငွေသိန်းတို့ရဲ့ဖက်ဒရယ်ပြည်တော်စုတက်တော်ချီလာပြီလို့အမည်ရတဲ့တော်လင်ကြီးတီဂီတာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။ ီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေကြပါတယ်။မြေသားမျိုးတွေအစိုးရရဲ့စက်တော်ရင်ပြည်အချက်အလက်တွေလက်ပြန်ဝေကြတာကထုတ်လင်းလို့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area ခြေဆိုင်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ VPN ကြီးဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်